အရင်ချစ်ပြလိုက်တဲ့အခါမှာထားခဲခံရနိုင်လားဆိုတော့ထားခဲခံရနိုင်ပါတယ်ဘလို့ချစ်သူဘလို့အိမ်တော်ဘက်မျိုးနဲ့တွေ့ရင်ထားခဲခံရနိုင်လဲဆိုတော့ကိုယ့်ရဲ့အချစ်ကိုသူတို့ဟာလေးစားမှုမရှိတဲ့ချစ်သူအိမ်တော်ဘက်မျိုးနဲ့တွေ့ရင်ကိုကထားခဲခံရနိုင်ပါတယ် ကိုကအများကြီးချစ်ပြလို့ကိုကအများကြီးသူတို့ကိုအာပြောစကားနားထောင်တယ်သူတို့ကိုစိတ်ချမ်းသာအောင် ထားပေမဲ့သူတို့ကကိုကိုလေးစားမှုတွေမရှိတဲ့အခါမှာငါလှုပ်ရှင်တာလှုပ်လို့ရတာပဲ तू ကငါ့ကိုရမ်းချစ်နေတာပဲငါဘာလို့လှုပ်လို့ तू ကလက်ခံမှာပဲဆိုပြီးတော့မှကိုကိုအနိုင်ယူပြီးတော့မှကိုကို ကိုပေးဆက်မှုတွေကိုအတိမတ်မပြူတဲ့ချစ်သူအိမ်တော်ဘက်မျိုးနဲ့တွေ့နိုင်ရင်တော့ကိုကထားခဲ့ခံရနိုင်ပါတယ်။ဒါကနံပါတ်၁ချက်ကျွန်တော်တို့အဓိကအရေးကြီးဆုံးချက်ကတချို့တော်အိမ်တော်ရေးတွေမှာလည်းအဲ့လိုမျိုးအများကြီးမချစ်ပြလို့အယမ်းမချစ်ပြလို့ဖောက်ပြန်သွားတဲ့အိမ်တော်ရေးတွေလည်းရှိပါတယ်ခင်ဗျာ။နံပါတ်၁အမျိုးသားအများစုအနေနဲ့ကိုယ့်ရဲ့အိမ်တော်ဘက်ကိုချစ်ပြတဲ့သူတွေရှိတယ်လို့မချစ်ပြတဲ့သူတွေလည်းရှိပါတယ်။အဲ့လိုမျိုးမချစ်ပြတဲ့အခါမှာယောက်ျားပဲဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ကျွန်တော်တို့ အာအိမ်အောင်ဘက်နေနဲ့ကိုယ့်ကိုမချစ်ဘူးလို့ခံစားလာရပြီးဆိုရင်နှွေးထွေးမှုတွေ၊ဂယုဆိုင်မှုတွေ၊ကျင်နာယူရမှုတွေမြစ်တာပေးတဲ့ဒီအချစ်ပြတဲ့အရာတွေမလုံပြလာနိုင်တဲ့အခါမှာကိုယ့်ကိုမချစ်တော့ဘူးလို့ခံစားလာရတဲ့အိမ်အောင်ဘက်ကလည်းတခြားတယောက်ကိုစိတ်ရိုင်သွားတတ်ပါတယ်။ကိုယ့်ရဲ့အိမ်အောင်ဘက်စီကိုယ့်ရဲ့ချစ်သူစီကမရတဲ့ဂယုဆိုင်မှုတွေ၊ယူရမှုတွေ၊မြစ်တာတရားတွေ အဒီယာတို့တခြားတယောက်စီကရလာတဲ့အခါကြလို့ရှိရင်လက်ရှိအိမ်အောင်ဘက်ပေါ်သို့မဟုတ်လက်ရှိချစ်သူပေါ်မှာဖောက်ပြန်တာမျိုးတွေဖြစ်သွားနိုင်ပါတယ်။အဲ့တော့လူတွေရဲ့ဆရာခန့်မှန်ရာခက်ပါတယ်။အိမ်အောင်ရေရောအချစ်ရေရောမှာကျွန်တော်တို့ဒါဆိုဘယ်လိုမျိုးလုပ်ရမှာလဲဆိုတော့အဓိကအရေးကြီးဆုံးချက်ကတော့ချစ်သူထားတော့မယ်အိမ်အောင်ပြုတော့မယ်ဆိုရင်တော့အဓိကရှိထားရမယ့်အရာကချစ်သူစုံတွဲလင်မယားရောဒီနေရာမှာတယောက်နဲ့တယောက်နဲ့အပြန်အလှန်လေးစားမှုဆိုတာ ထားရမှာဖြစ်ပါတယ်။တယောက်နဲ့တယောက်နဲ့အပြန်အလှန်လေးစားမှုနားလည်မှုတွေမရှိနေတရွေးကတော့ကျွန်တော်တို့အထင်လွဲမှုတွေနဲ့တယောက်နဲ့တယောက်ဟာကျွန်တော်တို့ဝေးတဲ့ဝေးသွားနိုင်ပါတယ်။၃နဲ့၄လိုပဲအနီးနီးလေးရှိတယ်။တကယ်တည်းနဲ့မှအတူတူအိတ်နေရင်တောင်မှစိတ်တွေကကွဲလွဲပြီးတော့မှအိမ်အောင်ကြီးဖောက်ပြန်တဲ့လမ်းစားကိုရောက်သွားနိုင်ပါတယ်။အဲ့တော့ အများကြီးမချစ်ပြရလာဘူးဆိုတော့ချစ်ပြရမှာပဲအဲတဖက်လူကလည်းအခုလက်ရှိမှာအချစ်ခံနေရတဲ့ပုံမှာဒါကိုဒီလိုချစ်သူမျိုးကိုနှစ်ခါပြန်မရနိုင်ဘူးဆိုတာကိုသိထားရမယ်အဲ့ဒါကိုအခွင့်ကောင်းယူပြီးတော့ तू ငါဘာလို့လို့ तू ငါ့ကိုချစ်နေမှာပဲဆိုပြီးတော့မှအထင်မကြီးလိုက်ပါနဲ့နောက်ထပ်ကိုထက်ရလာမဲ့သူတွေဟာအဲ့လိုမျိုးသူမျိုးတွေမဖြစ်နိုင်တော့ဘူးအဲ့တော့ကိုကအရန်ချစ်ပြတဲ့ချစ်သူမျိုးအရန်ကိုကိုပေါ်တစ္ဆာရှိနားလည်ပေးတဲ့သူမျိုးကိုရထားတဲ့သူတွေဆိုတာအရန်ကံကောင်းတဲ့သူတွေဖြစ်ပါတယ်အဲ့တော့ဒီပြိုလေးကိုကြီးရှုနေတဲ့သူထဲမှာဒီလိုမျိုးကိုကအချစ်ခံထားတဲ့ ဲ့သူဆိုကိုယ့်ရဲ့ချစ်သူပို့ပြီးလေးစားပါပို့ပြီးတန်ဖိုးထားပါနှစ်ခါပြန်မရနိုင်တဲ့သူမျိုးဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်အခုလက်ရှိမှာကိုကနောက်ထပ်အရင်မချစ်ပြနေတဲ့သူပေါ့ကိုရဲ့အိမ်တော်ဘက်ပေါ်မှာအများကြီးလေးစားတာတွေအရင်နဲ့မှသူတို့ကိုကိုချစ်တယ်ဆိုတာကိုထုတ်မပြပဲနဲ့ရင်ထဲမှာပဲတင်ထားတဲ့သူတွေဆိုရင်အဲ့ဒါဟာကြောင့်တဖြည်းဖြည်းနဲ့အိမ်တော်ကြီးမှာကျွန်တော်ဖောက်ပြန်တာ ခံရပါလိမ့်မယ်အဲ့တော့ကိုကိုကိုဒီနေ့အိမ်အောင်ဘက်နဲ့ပျော်ပျော်ရွှင်ရွှင်နေတာမျိုးအဲကျွန်တော်အားလုံးနေနဲ့ဒီအချစ်ရေးမှာပေါ့တချို့တော်တော်များများကျွန်တော်လာပြီးတော့ပြောတယ်အိမ်အောင်ရေးဖောက်ပြန်ခံရတယ်ဖောက်ပြန်ခံရတယ်ဆိုတာကကိုဘလို့နေထိုင်တယ်ဆိုတဲ့ပုံမှာလည်းအရန်ရေးကြည့်ပါလေခင်ဗျကိုအများကြီးကောင်းပြီးတော့မှသူတို့ဖောက်ပြန်သွားတယ်ဆိုတော့ဒါကတော့ကိုမှန်တယ်ပေါ့တကယ်လို့ကိုကတော့အဲ့လိုမျိုးမဟုတ်ပဲနဲ့အိမ်အောင်ဘက်နဲ့ကျွန်တော်တို့တိုင်တိုင်ပင်မှုတွေလေးစားမှုနှွေးထွေးမှုတွေစကားပြောဆိုမှုတွေအားနေရင်တော့တေချာတခွဒီຢာဒီစိတ်ໃຫရင်သွားတတ်ပါလေဒါကြောင့်မို့ကျွန်တော်အားလုံးနေနဲ့ဂယုဆိုင်ရမှာဖြစ်ပါတယ် မှန်ကန်တဲ့အိမ်တော်တစ်ခုကိုတည်ဆောက်တဲ့နေရာမှာအိမ်တော်ရေးပိုင်းဆိုင်ရာတွေကိုလည်းလေ့လာဖို့အတွက်လိုပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဘဝကဒီတိုင်းပဲနေသွားလို့ရှိရင်တော့အိမ်တော်ရေးကိုရေရှည်ထူထောင်မှုအာဆိုတာကတကယ်ကိုခဲရင်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်အားလုံးအနေနဲ့အမြဲတမ်းအိမ်တော်ရေးပိုင်းဆိုင်ရာလည်းလေ့လာပြီးတော့တကယ်ကိုမှန်ကန်တဲ့ချစ်ချင်းမြတ်တာတွေနဲ့အာမှန်ကန်ပြီးတော့မှဘဝရဲ့ရှေ့လျှောက်မှာတကယ်ကိုလှပတဲ့အိမ်တော်ဘက်တွေနဲ့ဆုံတွေ့ကြပါစေလို့ဆုတောင်းပေးပါတယ်ဗျာ။